ကျွန်တော်ရည်စရာတစ်ခုပြောပြမယ်ကျွန်တော်လုပ်ငန်းလုပ်နေတဲ့လူတွေပေါ့နော်အဲဘာလဲဆိုအခုကျွန်တော်ငွေစည်းကြတယ်ငွေစည်းကြတော့ဟာမင်းတို့ကငွေစည်းကြနေပြီကားစည်းတွေဘာလို့မကြတာလဲကုန်စည်းနှုန်းတွေဘာလို့မကြတာလဲဆိုပြီးမေးကြတယ်အဲ့ဒါကျွန်တော်တွင်းတဲ့လူတွေကတွင်းတဲ့လူတွေကိုမေးမေးကြည့်တာပေါ့နော်ဘာလို့လဲဆိုတော့ဟဲ့အောင်နေငါတို့ကငါတို့ကလေဒီကုန်ဒီကားတစ်စီးကိုမှာဘို့3လလောက်ကြာတယ်ဟိုဘက်ကငွေသွင်းထားရတာငွေရ တင်းမော့ရောက်တယ်တလရှိတယ်ကိုတော့တင်းမော့နဲ့ဟိုမှာကားဘူးခြေလိုက်တယ်တလအဲပြီးရင်တဒီကိုရောက်လာတယ်အဲ့မှာကျွန်တော်တို့ရဲ့တလသွင်းခြင်းတော့ကြားတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ license တွေဘာတွေထုတ်တာကားအဲ့မှာကြားတယ်ကြန့်ကြတာရှိတယ်ကျွန်တော်တို့ဒီဟို NN တွေဘာတွေရောလောက်တာနဲ့ဗလာဒီဘက်က permit ချစိတ်ကန်းထုတ်ဖို့နဲ့တော်တော်ကြားတယ်တဲ့စိတ်ကန်းထဲမှာတစ်ခါလေးလက်ကြားတဲ့ဟာကြီးရှိတယ်အဲ့တော့အဲ့ဟာကြီးကိုအဲ့ကလေးကငါတို့က၂လ၃လ၃လလောက်ဆယ်ရငွေယူသွင်းထားတာတဲ့အဲ့တော့အဲ့တော့ငွေစည်းရ တွင်းထားအမြင့်စီနဲ့တွင်းထားတာဖြစ်တဲ့အတွက်ငါတို့ကဟိုဟာဘာလို့ပြောမလဲအခုရောင်းရင်ဒေါ်လာကြီးကျလဲအခုချက်ချင်း short short ရောင်းလို့မရဘူးွာလဲဆိုပြောအဲ့ဒါနဲ့အရင်တော့3000နဲ့တွင်းထားပြီးတော့မှဒီဒီတလမှာဒေါ်လာကြီးကဝုန်းသူ6000နဲ့ခုန်တက်သွားတော့ခင်ဗျအဲ့ဒါ short ရောင်းလားဆိုကြအဲ့ဒါကျတော့အဲ့ဒါကျတော့ကွာတဲ့ဟိုညီလေးရတဲ့ဟိုဘယ်လိုပြောမလဲတော့အတက်ရင်တက်စင်းနဲ့ရောရောက်ရတာပေါ့တဲ့အဲ့လိုပြောတော့ အခုလေလာမေးကြရကျွန်တော်ဒေါ်လာဈေးကြရတယ်ပေါ့နော်ဘာလို့ဒါကုန်စည်လုံးတွေမကြရလဲဟိုတချို့ဈေးပစ္စည်းတွေဈေးပတ်ဆိုင်ရာပစ္စည်းတွေဘာလို့မကြရလဲဆိုကုန်တယ်တော့ကုန်တယ်ပါပဲပြောမယ်ဆိုရင်ကျွန်တော်တို့တချို့ကြရတယ်ဟာမင်းတို့ကမင်းတို့ကကားပွဲစားကားပွဲစားတွေကဟိုကျဘူးလေးဖြစ်အောင်ပြောတတ်ကြတယ်ဗျာလည်းရှိပြီကျွန်တော်ကားကားသမားတွေကိုထင်သေးကြရရှိအမန် ကျွန်တော်တို့ဒီငွေသမားတို့ကုန်တယ်တို့ပါတော့လည်းအကုန်လုံးတူတူပဲအဲ့တော့ဒါပြောပြတာပါဟိုတချို့ဟာတွေကကျတော့အဲ့လိုဒါကျွန်တော်တို့ဒီ importer တွေနဲ့လည်းဆိုင်ပြီးတော့ငွေကြီးသမားပေါ့နော်ငွေသမားငွေသမားနဲ့ကပို့ပြီးတော့မှဆိုင်မယ်ထင်တယ်ကျွန်တော်ထင်တော့ဘာလို့လဲခုလက်ထဲပစ္စည်းရောက်ရင်တော့တက်တာတော့တက်ပစ္စည်းပေါ့နော်နောက်နေ့ဝယ်လို့မရတော့ဘူးပါညာကြကြည့်ပါလားနောက်ရက်ကြချရအောင်လားချမရအောင်ငါအသက်သေးနေဝယ်ထားလို့ဆိုအဲ့လိုပဲပြောကြအဲ့လိုလိဖြစ်နေပါကျေးဇူးများကြီးတင်ပါတယ်